ေရဝတီတိုင်းမြောင်းမြားမြို့မှာသာသနာဝန်ထမ်းဘုန်းကြီးတစ်ပါးကသူ့ចောင်းတိုက်မှာမိခုနေတဲ့ငါးတန်းចောင်းသူလေးကိုအကြိမ်ကြိမ်အာရမပြုကျင့်ခဲ့ပြီးကိုဝင်ရှိလာချိန်မှာအတေးအာရမဖျက်ချခိုင်းခဲ့တာကြောင့်ကလေးမလေးဟာဆေးရုံမှာကုသမှုခံယူနေရပါတယ်။ဒီပြစ်မှုကိုကျူးလွန်ခဲ့တယ်လို့စွပ်စွဲခံထားရသူကတော့မြောင်းမြားမြို့ဖះငုတ်တူရှမ်းစုကြီးရွာကငွေရင်းသာတော်ရចောင်းကဘုန်းကြီးဥဥဒ္ဓမခေါ်ဥဝေးလူဝင်ဖြစ်ပါတယ်။အာရမပြုကျင့်ခံရတဲ့ကလေးမလေးဟာအသက်16နှစ်ကျော်အရွယ်ရှိပြီး သူ့မိသားစုကစီရင်လုံးလို့ဘုံကြီးကမှအနှံထားတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ကလေးမလေးကကိုဝင်၅လကျော်ရှိလာတဲ့အခါမှာတော့ဘုံကြီးကတရားစခန်းသွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကလေးမလေးအပါအဝင် သူ့မိသားစုကခေါ်ထုတ်သွားပြီးချင်းကုန်းကြီးရွာကအရက်လက်တင်နဲ့ကိုဝင်ကိုအတေးအရမဖျက်ချခိုင်းခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ပျက်ကိုကလေးမလေးရဲ့စာတင်ကြောင်းနဲ့ကလေးတငယ်အခွင့်အရေးအဖွဲ့တွေကတည်သွားပြီးနောက်ညောင်မြရဲစခန်းမှာအမှုဖွင့်နေကြတာပါ ဖုန်ကြီးကထွက်ပြေးတိမ်းချောင်သွားခဲ့ပြီးမဲ့ဒီကနေ့တနင်္လာနေ့မနက်ပိုင်းမှာတော့ကရင်ပြည်နယ်ဖအံမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရာဖုန်ကြီးဟာအခုနှစ်ဇွန်လလောက်ကတည်းကကလင်းမလေးကိုအချင်းချင်းအားမပြုတ်ချင်ခဲ့ပြီးမိဘတွေကိုပြန်မပြောဖို့ချင်းချောက်ထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ကိုဝေဖျက်ချခံခဲ့ရတဲ့ကလင်းမလေးဟာမြောင်းမြဆေးရုံကစစ်ကူတောင်းမှုခံယူနေရပြီးဆွဆွဲခံရရသူဥဩဒမကိုတော့ ပုံမှန်သုံးခုနဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါဗျ။